Conference League Champion Chelsea Congratulations ma မင်္ဂလာပါကိုခိုင်းစတဖုတ်ဘောရှင်နဲ့ Chelsea TV ကနေအပြောင်းအလဲတော်များအလုံးကိုကြိုဆိုပါရစေ Conference League Champion ဖြစ်ခဲ့တဲ့ကျွန်တော်မျက်နှာသော Chelsea congratulation ပါလို့เนาะဥစွာအဖွင့်အနေနဲ့ပြောချင်ပါတယ်ဆိုတော့ထုံးတိုင်းပဲ Chelsea နဲ့ Real Madrid ရဲ့ဖလားလူပွဲပွဲပြီးသုံးသက်ချက်ကျွန်တော်ရဲ့စိတ်ခံစားချက်တချို့ပေါ့နော်အပေါင်းပြီးတော့သုံးသက်ဆွေးနွေးပေးသွားခြင်းတယ်အဲ့တော့ပွဲပြီးသုံးသက်ချက်ဘာညာဆိုတာလဲပြိသက်အနေနဲ့သိစိတ်ဝင်စားခြင်းမှာတော့ဝင်စားလိမ့်မယ်ဘာကြောင့်လဲဆိုတော့ဒီပွဲကနောက်ဆုံးပွဲစဉ်လည်းဖြစ်တယ်စူဖလားရရှိတဲ့ပွဲလည်းဖြစ်တယ်အဓိကဒီပွဲပေါ်မှာကျွန်တော်မြင်မိတဲ့အမြင်တွေကိုပိုချားခြင်းမယ်လို့တော့ယူဆတယ်โอเคအဲ့တော့ကျွန်တော်တို့ ဒီဖလားရရှိခြင်းဟာတော့ဘူလီနဲ့ချဲစီပေါင်းဖတ်မှုရဲ့ပရမတ်ဆုံးရခဲ့တဲ့ဖလားလို့ပြောရမှာဖြစ်ပါတယ်ဒီဖလားကနေတစင်းနောက်လာမဲ့ဘောလုံးရာသီတွေမှာဒီထက်ပိုအဆင့်မြင့်တဲ့ဖလားတွေကိုရရှိဖို့အတွက်လည်းမျှော်လင့်ပါတယ်အပွင့်လင်းပြောရင်တော့လေကျွန်တော် Notre Dame Forest နဲ့ကစားခဲ့တဲ့ Champion League ဝင်ခွင့်တိုက်ပွဲလောက်ရင်ခုန်စိတ်မလုံရှားခဲ့တာတော့အမှန်ပဲအဲ့အတွက်ကြောင့်ဒီပွဲစကန်ကလေးက အရင်ဗျာဟုတင်မလားအာအသားတွေတုံးရင်းနေတုံးစိတ်လုံးရှားနေတဲ့ပုံသဏ္ဍာန်မျိုးတော့မဖြစ်ခဲ့ဘူးเนาะအချိန်တန်ရင်တော့ခြေစည်းတင်းရတခုလုံးပြသွားမယ်ဆိုတော့စိတ်အေးလက်အေးပုံစံမျိုးနဲ့ပဲကြည့်ခဲ့တာပါအပွဲမတိုင်ခင်မှာတော့ဒီ rehabilitate ကဘလောက်ကောင်းတယ်ခြေစည်းဒုက္ခပေးနိုင်ကြီးရှိတယ်ဘာညာဆိုတော့မှတ်ချက်မျိုးတွေတော့ကျွန်တော်တို့မြင်ခဲ့ကြားခဲ့ရပါတယ်သို့တော့ rehabilitate ဒီကစားသမားတဦးနှစ်ဦးလောက် စွမ်းဆောင်ရင်ကောင်းပြနေတာလွဲရင်အတင်းလိုက်ဖုန်းကအခုနောက်ဆုံးကစားခဲ့တဲ့ပွဲတွေမှာတော်တော်မကောင်းခဲ့တဲ့အတင်းလို့ပြောရမှာပါနောက်ဆုံး6ပွဲမှာဆိုရင်သူတို့တပွဲပဲနိုင်ခဲ့တယ်အဲ့ဒီတပွဲကလည်းအဲ့နောက်ဆုံး6ပွဲပထမဆုံးပွဲကျန်တဲ့ပွဲစဉ်တွေအားလုံးမှာရှုံးပွဲတွေဂျုံခဲ့တယ်တေးပွဲတွေဂျုံခဲ့တယ်အဲ့တို့ကြောင့်တစ်ဖက်မှာဖောင်ကောင်းနေတဲ့ Chelsea ကိုတကယ်တမ်းတိတိဆိုင်ကစားမဲ့အခြေအနေမျိုးမှာတိတ်ပြီးတော့အဆင်မပြေခဲ့ဘူးလို့ကျွန်တော်ထင်ပါတယ် အဲ့တော့ကြောင့်မယ်ဒီနေ့ကစားသွားတဲ့ပုံတံအခင်းချင်းမှာအန်ဇိုမာရက်စ်ကလူထုပ်ပုံကွန်တာကလွဲရင်ကွန်တာမဟုတ်လေသူ့အနေနဲ့တခြားသောရွေချက်စစ်ကူးစိတ်တန်းဒါမို့ရင်ကျွန်တော်တို့မသိတဲ့အကြောင်းအရာတွေလည်းရှိကောင်းရှိမှာပေါ့ဗျာအဲ့တော့ဒီလူထုပ်ပုံချောင်းတာမဟုတ်ရင်ပထမပိုင်းမှာကတည်းကချက်စီးသည် real budget ကိုဖိဖိစီကစားရင်းနဲ့လိုအပ်တဲ့တွင်းကိုပမာဏတွေရသွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဗျဒါပေမဲ့ ဒီလူထုပ်ပုံကြောင့်ပဲအနေငယ်ရော့ပြီးမပေးတဲ့ဂိုရဂိုကိုပေးလိုက်ရတယ်။ Real Budget ရဲ့ချင်းချောက်မှုတွေကိုကျွန်တော်တို့ခံခဲ့ရတယ်။ပထမအိမ်မှာပုံတံတမျိုးဒုတိယပိုင်းရောက်တော့ပုံတံတမျိုးဖြစ်သွားတယ်။ဒုတိယပိုင်းမှာ Morris ကသူ၃နေကြလူတွေကိုပြန်တည်ပြီးတော့ကစားသွားတဲ့အချိန်မှာ Chelsea အသင်းရဲ့ပုံစံပထမပိုင်းနဲ့လုံးဝပြောင်းလဲသွားပြီးတော့တချို့ကစားသမားတွေရဲ့တဦးချင်းတယောက်ချင်း performance တွေလည်းပိုပြီးတော့ထွက်လာခဲ့တယ်။ဒီလိုနောက်ကျ သွင်းကိုနောက်လိုက်သွင်းကိုတွေနဲ့အတူဒါလေးကိုတကူဆိုရဲရလက်နဲ့ rear butt ကိုအနိုင်ယူပြီးဒီဖလားကိုထိုက်တိုက်တနေရရှိခဲ့တာလည်းဖြစ်ပါတယ်ခင်ဗျ။ဆိုတော့ဟိုကျွန်တော်ကအရင်ဟိုစိတ်ခံစားချက်ရပျော်လားဆိုတော့ဗျာချန်ပီယံလိတွေဘာတွေနဲ့ထတ်တူမြင်ခဲ့ရဘူးတဲ့ဘိုလ်လူပွဲတွေကိုကိုတိုင်ကိုကြခံစားခဲ့ရတဲ့အခါကျတော့ဒါတာမန်ပဲပေါ့လေ။တော်တော်လေးအနေငယ်တော့ဝမ်းတာပီတိဖြစ်မိပါတယ်။ ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုလုံးဝမပါဘဲနဲ့တက်တောင့်တက်တာနိုင်သွားတာတော့မဟုတ်ပါဘူးတစ်ဖက်မှာလည်းကျွန်တော်ရှိမှပြောသလိုမျိုးအန်ထနီတို့လိုကစားသမားကောင်းတွေကလည်းပါနေတယ်ဒါ့အပြင်တခြားသောဂိုးသွင်းတတ်တဲ့ဘာကန်ပူတို့လိုနော်ကာရူဆိုတို့လိုကစားသမားကောင်းတွေရှိနေတဲ့အတွက်ကြောင့်ဒါတော့အားစိုက်ထုတ်မှုနဲ့အတူပြန်ရတဲ့စုလက်တစ်ခုလို့တော့ကျွန်တော်ယူဆပါတယ်โอเคအဲ့တော့ကျွန်တော်ပထမပိုင်းမှာအဓိကဘာမှားခဲ့တယ်လဲဆိုတဲ့အပိုင်းလေးကိုအနည်းငယ်ဖိဆွတ်ပြီးတော့ဆွေးနွေးခြင်းတယ် Melo Gusto အဓိကမဲလိုဂူစတိုပြဿနာပဲဗျအဲ့တော့ဂူစတိုရဲ့တကယ်ကစားတဲ့နေရာကကျွန်တော်တို့သိတာတော့လိုင်ယွန်မှာသူကဖူးဘက်အပြည့်စော်တာ overlap တွေတက်သွားမယ် and left down တိတ်မဝင် overlap တွေတက်ပြီးတော့ cross ball ပေးမယ်အဲ့လောက်ပဲဆိုတော့ဒီနေ့ဘယ်သူမှ Andromeda ကသူ inverted ပုံစံဝင်ကစားခိုင်းလိုက်တဲ့အခါကျတော့နည်းပြသွားတယ်ဗျအဲ့တော့ပြသွားတာတွေမကောက်ဘူးသူ့ရဲ့ decision ချတဲ့အပိုင်းတွေကလည်း lower chair အများကြီးရှိတယ်အဲ့တော့ဒီနေရာမှာ versus guys တို့အတွက်လည်းအားမဖြစ်စေသလို ဒီတစ်ဖက်ကကျွန်တော်ဒီလိုမျိုး corner back ပုံစံထွက်ဆော့သွားတဲ့ Trevor Shalova အတွက်လည်း Melugu Sto ကအထောက်ကူမဖြစ်စေဘူး။အဲ့တော့ပုံမှန်ဆိုရင်သူ့အတွက်လည်းဟိုဟာ supporting လုပ်နိုင်ရမယ်။သူ့အတွက်လည်း supporting လုပ်နိုင်ရမယ်။အဲ့နှစ်ယောက်လုံးအတွက်ဘလူးနီးနဲ့မှအဆင်မပြေပဲ Melugu Sto ဒီ position ပျောက်နေတဲ့ကစားသမားတစ်ယောက်ပုံတံဖြစ်ခဲ့ပါတယ်။အဲ့တော့ပထမပိုင်းပေးလိုက်ရတဲ့ Real Betis ရဲ့ twin goal ကလည်း Melugu Sto လိုအပ်ချက်ကြောင့်ဖြစ်ပါတယ်။ အဲ့တော့ဒီနေရာတွေမှာအများကြီး gap တွေဖြစ်ကုန်ဒီနေရာတွေဒီဘလောက်တိအရေးကြီးတယ်လဲကျွန်တော်တို့ half space ရှိတယ်ဘီဂုတ်ထိတ်ကနေလှမ်းကန်လို့ကောင်းမဲ့ဒါမှမဟုတ်တမန် running ချိတ်လို့ကောင်းတဲ့ pocket space တွေရှိတယ်အဲ့တော့ဒီလိုမျိုးပဲချိုးဝင်ပြီးတော့ပဲကန်သွားတဲ့အတွက်ကြောင့်အဲ့လောက်ထိတိတ်ပြီးတော့ဟိုခဲရခဲစစ်ဂိုးမျိုး ခွင့်ပြုခဲ့ရတာတော့မဟုတ်ပေါ့ဗျာဆိုတော့ကျွန်တော်မဲလိုကူစတိုအနေငယ်စိုးရင်စရာကောင်းခဲ့တာလွဲရင်ကျန်တဲ့အပိုင်းတွေမှာတော့သူ့ထိုက်လျောက်အဆင်ပြေခဲ့တယ်တိုးတော့ ဘောလုံးကစားပုံဆိုတာဒီတယောက်ကလည်းတယောက်ဆိုသလိုပဲဟန်ချက်နဲ့ဆော့ရတာအဲ့တယောက်ကဒီဟန်ချက်တစ်ခုမှာမကောင်းတော့ဘူးလိုက်ပါမစည်းမျောနိုင်တော့ဘူးဆိုရင်ဟန်ချက်ကြီးပါပြတ်တော့အဲ့တော့ဘရူးရီမှာပါအင်ပက်တော့ဖြစ်လဲတော့နံပါတ်8တို့နံပါတ်10တို့နေရာတွေမှာကစားနေတဲ့ပါမာရောအန်ဆိုဖာနန်ဒက်စ်ကိုပြဿနာတွက်တက်တယ်ပါမာကတော့အလွတ်နဲ့ နော် free roll ကစားနေတယ်ဆိုပေမဲ့လည်းဒီနေရာအများကြီး gap ဖြစ်နေတဲ့အတွက်ကြောင့်ဒီမှာ moise sky through တယောက်ပဲအတကုံကျုံယုံပြီးတော့ကစားသွားခဲ့ရတယ်။ဒါတော့မှကံကောင်းတာတစ်ခုက real bet တည်ကျွန်တော်တို့ဟို attack ပြီး attack လုပ်တဲ့အသင်းအသင်းတော့မဟုတ်ဘူးဗျာ။သူတို့ကလည်း chelsea ကိုပြန် counter ချောင်းဆော့သွားတဲ့သဘောမျိုးမှာရှိတယ်။ defensive mid block တွေကစားတယ် deep ဖြစ်အောင်ဆော့တယ်။တိုးတော့ကျွန်တော်မြင်ရတော့တော့ spain အသင်းတစ်သင်းက england အသင်းတွေလောက်တော့ deep ဖြစ်အောင်ကစားနိုင်တဲ့အပိုင်းမှာအဲ့ဒါလောက်ထိမကောင်းလို့ကျွန်တော်ယူဆတယ်။ အထိုက်တဲ့အလျောက်ပေါ့နော် defensive mid block ကစားတယ်အဆင်ပြေတယ်အဲ့လောက်ပဲဒီထက်ပိုပြီးတော့ဟို Chelsea ကိုဒုက္ခပေးနိုင်တဲ့အစွမ်းမျိုးတော့ကျွန်တော်မတွေ့ခဲ့ရပါဘူးဆိုတော့ကျွန်တော်ဒုတိယပိုင်းမှာအဓိကပြောင်းလဲသွားတာဒီလေဒီနေရာမှာ Reece James ဝင်လာလို့ဖြစ်ပါတယ် Reece James ကိုပထမပိုင်းမှာမထည့်ဘူးဆိုတာလည်းသူ့ရဲ့ကြံ့ခိုင်မှုဘိုင်းကြောင့်အရာဖြစ်ကောင်းဖြစ်ပါလိမ့်မယ်ပွဲချိန်တောက်လျှောက်သုံးတဲ့အခါကျရင် Reece James မှာပြဿနာအနိုင်ငယ်ရှိရဲအဲ့ဒီဘိုင်းဒီကြံ့ခိုင်မှုပါဆိုတော့ Reece James ဝင်လာတဲ့အခါမှာ သူ့ရဲ့ပုံမှန်တန်ရန်တိုင်းအထဲတဲ့ဝင်ဆော့တာလေအတော်လေးဟိုရုတ်ထွက်ခဲ့တယ်ပြပြပြင်းဖြစ်ခဲ့တယ်အဲ့တော့ဒုတိယပိုင်းမှာလူသားပြောင်းလဲမှုတွေကလည်းအကောင်းဆုံးဖြစ်ခဲ့တယ်လို့ဒီနေ့ပွဲမှာ man of the match ရသွားခဲ့တယ်ကိုပါမပါเนาะအဲ့တော့ပါမသည်ဒီနေ့ပွဲမှာဒုတိယပိုင်းကစားပုံကတော့ယာတီအစပြီးခဲ့သောယာတီကကျွန်တော်တို့သိခဲ့တဲ့ရွှေကိုပုံတန်ပြန်ဖြစ်ခဲ့ပါတယ်ကိုပါမရဲ့တူးချင်းတယောက်ချင်းဆွမ်းဆောင်ရေးကြောင့်ပဲခြေသီးသည်ခြေပါကူးတွေရခဲ့တယ် အနိုင်ကိုးတွေရခဲ့တယ်အဲ့တော့ပါမပရမပေးသွားတဲ့ reverse cross ဆိုရင်ထိဝင်အန်တိုဖာနန်ဒက်စ်ထိဝင်တာအဲ့တော့နောက်ထပ်ကိုးတကူလည်းအတိုင်းပဲကျွန်တော်ရှေ့ကိုထုတ်ပြီးတော့ပေးလိုက်တဲ့ဘောလုံးက net class ချက်စင်ထိဝင်တချို့ကသားသမားတွေလိုအပ်ချက်ရှိတယ်ဆိုရင်ပဲဒီလိုလိုအပ်တဲ့ twin ကိုးတွေအနိုင်ကိုးတွေရသွားပြီးတဲ့အချိန်မှာစိတ်တဲ့ပိုင်းဆိုင်ရာတွေတက်ကြွလာပြီးတော့ ချက်စီးသည်အပွဲကိုလှည့်လင်းမြင်မြင်ပဲဖျက်နိုင်ခဲ့တယ်လို့ပြောရမှာပါအဲ့တော့ဂျေဒန်ဆန်ဂျူတွင်းသွားတဲ့တတိယကိုဝင်သွားကြတဲ့အတာပြီးသွားခဲ့ဒီဖလားချက်စီးဖလားဆိုတာတေချာပေါက်ပြောလို့ရသွားပြီပေါ့နော်အဲ့တော့ဆန်ဂျူရဲ့ကန်ချက်ကလည်းသူ့ရဲ့ treatment ကန်ချက်အတိုင်းပဲဝေးဝိုက်ပြီးတော့ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်အဲ့တော့ပွဲပြီးတဲ့အချိန်မှာတော့ now light twin ကိုရင်းနဲ့သူချက်စီးသည် champion ဘွဲကိုခံယူသွားခဲ့တဲ့အတွက်ကြောင့် conference league champion chelsea congratulation လို့ပြောရင်းနဲ့ပဲဗီဒီယိုလေးဒီမှာနားခွင့်ပြုပါမနေ့ကရောင်းအကြိုက်ဆုံး35ယောက်ကိုရွေးထုတ်သွင်းသက်ဆွေးနွေးပြပါအောင်ခင်ဗျာ